One Channel ကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ One Channel ကနေပြီးတော့ပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လမ်းစဉ်ရေတရားတွေကိုထုတ်လွှင့်ပေးလေရှိပါတယ်ကျွန်တော်တို့ဘာမင်းတင်ခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီဘက် Ever နှစ်ရက်ကနေပြီးတော့ Share နေသည့်တနင်္ဂနွေနေ့မွေးဖွားသူများတနင်္ဂနွေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော့မှာဖြစ်ပါတယ်ဒီဘက်တာတွင်မှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ကံအလွန်ကောင်းနေတဲ့ရက်တွေကိုရောက်နေတဲ့ရက်တွေဖြစ်တယ်အဲ့တော့ကံအလွန်ကောင်းနေတဲ့အချိန်တွေဖြစ်နေတယ် အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့မမျော်လင့်မဲနဲ့လည်းကျွန်တော်တို့ရုတ်တရက်ငွေတွေဝင်လာတတ်တယ်ငွေရပေါက်ကျွန်တော်တို့တွေတိုးလာပြီးကျွန်တော်တို့ပွားပေါက်တွေတိုးသွားတတ်တဲ့ရက်တွေလည်းဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျွန်တော်တို့အငွေရစရာရှိတဲ့လူတွေအငွေကစားအငွေကိစ္စနဲ့ကျွန်တော်တို့ပြောဆိုနေရတဲ့လူတွေဆိုရင်ဒီလိုရံမျိုးတွေမှာပြောဆိုတင်တယ်အငွေတွေဘာတွေကိစ္စတွေရှိတယ်ဆိုရင်ဒီလိုရံမျိုးတွေမှာလည်းကျွန်တော်တို့အငွေရစရာရှိရင်ရမယ့်ရက်တွေဖြစ်နေတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေကငွေလဲစုဆောင်းနိုင်မဲ့ရက်တွေဖြစ်တယ်။အဲ့တော့တခုတတိထားမှာကျွန်တော်ဘာတတိထားလဲဆိုတော့တချီရဲနဲ့ကျွန်တော်အပွားကြံတာမျိုးအကောက်ကြံတာမျိုးတော့မလုပ်ဖို့လိုတဲ့ရက်တွေမလုပ်တဲ့တဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီအနေနဲ့မှာတော့ကျွန်တော်အလူမင်္ဂလာတွေပေါ်မယ်ကိုကိုတိုင်းနဲ့အလူမင်္ဂလာတွေလုတ်ဖြစ်လိမ့်မယ်လုပ်ငန်းတွေလည်းကျွန်တော်စမယ်လုပ်ငန်းစည်းကမ်းတွေကျွန်တော်တိုးချဲ့ပြီးလုတ်ကင်မယ်ဆိုရင်လည်းလုတ်ကင်လို့ရတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျွန်တော်တို့ထူးထူးခြားခြားကိစ္စကတော့ကျွန်တော်ငွေဝင်မဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်နေ့အတွင်းမှာပဲတနင်္ဂနွေနေ့မွေးဖွားသူတွေဟာဗေကိရှားနေတဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိတယ်ဗေကိရှားနေတဲ့ပတ်သက်ရင်ကို့အတွက်ကောင်းလဲဆိုတော့နိုင်ငံခြားဘာသာခြားလူမျိုးခြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဝတ်အထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓီတို့ဖနက်တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းတွေဓာတုပိရပစ္စည်းတွေဓာတတုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကိုင်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအခုကျွန်တော်ပြောတဲ့ကိစ္စတွေနဲ့ပတ်သက်ရင်တော့ဒီလိုရံမျိုးတွေမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာထူးထူးခြားခြားလေးကျွန်တော်ပို့ပြီးတော့အဆင်ပြေအောင်မြင်စေတဲ့ကိစ္စတွေ ယ်ဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်အဆင်ပြေအောင်မြင်ပြီးဘယ်လုံငန်းဘယ်ကိစ္စနဲ့ပတ်သက်ရင်တော့ကျွန်တော်တတိထားပြီးလောက်ကန်ဆောင်ရွက်တင်တယ်ဆိုတော့ဥပဒေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုပ်တို့အင်းတို့အေးတို့အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးနဲ့ဂျန်နာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖေးဆိုင်တို့လက်ဖက်ဆိုလက်ဖက်ချောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝက်ဝါးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတတိယငွေနဲ့မျိုးဖောက်သူတွေဟာတတိထားပြီးတော့လောက်ကန်ဆောင်ရွက်တင်တဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်တနင်္ဂနွေနေ့မွေးဖွားသူတွေကရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေရောင်းမထွက်လို့ဒါမှတခုကိုရောင်းကျင်လို့ငွေတွေအိတ်နေလို့ရောင်းထွက်ကျင်တဲ့ပစ္စည်းတွေရှိလို့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်အုံနဲ့တွေကိုတစ်ထောင်လောက်ဖြတ်မယ်အဲ့အုံနဲ့နဲ့ပဲကိုရောင်းကျင်တဲ့ပစ္စည်းတွေမြေဆိုလဲမြေကျွန်တော်တို့ဟိုကြောက်ဆိုလဲကြောက်ပေါ့နော်ကားဆိုလဲကားပေါ့ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုအုံနဲ့တလဲနဲ့ကျွန်တော်ဒီလိုရံမျိုးတွေမှာတို့ထိရိုက်ခောက်ပေးမယ်ဆိုရင်တော့ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်ဒီတက်မှာတော့အိမ်တော်ရှင်နေဖို့အိမ်တော်ရင်းနဲ့ပတ်သက်ရင်ကျွန်တော်ဆိတ်ရှုပ်ကောင်းစုဆရာလေးတွေဖြစ်တဲ့ပြီးတော့ငယ်ရွယ်သူတွေအနေနဲ့ကတော့ဒီလိုရံမျိုးတွေမှာကျွန်တော်ဆန်းမွေးတဲ့ရက်တွေဖြစ်တဲ့ပျော်ရွှင်ရမယ့်ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်ဒီတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဗာတတိထားလဲဆိုတော့ယင်နဲ့ပတ်သက်တာကျွန်တော်ဝမ်းနဲ့ပတ်သက်တာလေးတွေတတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။ အဲ့တော့ဒီရက်နေ့တွင်းရဲ့တတင်းကုန်တွေမွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေကတော့ကျွန်တော်တို့9ခွန်2ဆိုတဲ့ကဏ္ဍနံပါတ်တွေဟာဒီလိုရံမျိုးတွေမှာအကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်နေ့တွင်းမှာပဲတတင်းကုန်တွေမွေးဖွားသူတွေဟာကျွန်တော်တခုကိစ္စလေးတွေထူးထူးခြားခြားအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်၊လှူခြင်းတန်းခြင်းလို့ပဲဖြစ်ဖြစ်၊ကိုယ်အိမ်ပါဝင်ခြင်းအရပဲဖြစ်ဖြစ်၊ကိုယ်အလုပ်ပါဝင်ခြင်းအရပဲဖြစ်ဖြစ်ကျွန်တော်ကလေးတွေကိုနန်းကြီးတို့ကြွေးပြီးတော့ကျွန်တော်ကျွေးမွေးလှူဒါန်းဆူတောင်းလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဒီတပတ်တာအတွင်းမှာပို့ပြီးတော့ကံကောင်းစေမဲ့ရက်တွေဖြစ်သွားပါလိမ့်မယ်ခင်ဗျာ။ 真那个，你你没法子咩咯？肩膀前头表现哑巴的一个咩？